Sky Pillar မှာရွှေ30တာရုံ10တုံးအပါဝင်7သိန်း1000ကျော်တန်ဖိုးရှိရွှေတဲများပတ်စံများဗန်စာအုပ်များထပ်မံတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးတို့၏မက်တလီမျိုးအောင်မြတာဆန်မြို့နယ်က Sky Pillar ကွန်တိုဟာမလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလေကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲပြိုကျခဲ့ပြီးကွန်တိုမှာနေထိုင်တဲ့သူတွေလည်းပိတ်မိတိုက်ဆုံမှုတွေအများပြားပါပဲ အင်အားပြင်းထန်လုံနဲ့စကိုင်းငလင်လှုပ်ခတ်ပြီးနောက်အလွာလိုက်ပြိုကျသွားတဲ့မန္တလေးမြို့ရှိ Sky Villa Control ကိုရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေပြီးယနေ့အထိ Sky Villa C အဆောင်အခန်း P3 မှာအမျိုးသမီးချုပ်အလောင်းကိုရှာဖွေတွေ့ရှိသလိုနောက်ထပ်လည်းဓာတ်ပေါ်ဒီတွေများစွာထပ်ရှိနေရကိုတွေ့ရပါလက်ရှိမှာ Sky Villa အဆောင် C နဲ့ D အဆောင်များကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရှုံအလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေပြီးကြောက်စိမ့်လက်ကောက်စေခွင့်အပောင်းဝင်ကြောက်အရိုင်တုံးများနဲ့ဖြက်စာများကိုလည်းရှာဖွေတွေ့ရှိခဲ့ရပါသည် ပြီးခဲ့တဲ့မလ28ရက်နေ့လှုပ်ခတ်သောအင်အားပြင်းထန်တဲ့ငလေကြောင့် Skyfilla Control ပြိုကျရာ၌ဒုက္ခတိုင်းမုံစိမ့်တိုက်ပါရှင်အပါဝင်တည်ဆုံးသူတရာကျော်ရှိပြီးငလေလှုပ်ခတ်မှုကြောင့်တိုင်းနယ်ပြည်နယ်6ခုမှာတည်ဆုံးသူ3,999ဦးထိခိုက်ဒဏ်ရာရသူ9,109ဦးနဲ့ပျောက်ဆုံးသူ106ဦးရှိပါတယ်။ဒါကြောင့်လက်ရှိအခြေတည်ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေရဆဲဖြစ်ပြီးမိသက်တဖွဲ့မှရန်ရာများနဲ့အတူရုပ်အလောင်းပြန်ရှိနေတဲ့မန္တလေးမြို့ Skyfilla အဆောက်အဦ ပြီးအဆောင်ကြီးဆောင်နဲ့ဒီဆောင်များအားဖယ်ရှားရှင်လင်းပြီးရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာပြီးအဆောင်အခန်းအမှတ်အိုင်းနိုင်မှာရှောက်ပေတွေ့ရှိခဲ့ပြီးမြန်မာငွေ83သိန်းကျပ် US ဒေါ်လာ100နဲ့300ရွက်တရုတ်ငွေ90နဲ့2ရွက်10နဲ့6ရွက်ထိုင်းဘတ်ငွေ20နဲ့9ရွက်ရွှေစဲကျပ်သားတုံး10တုံးတကြက်၄ဘဲတုံး2တုံးတကြက်၃ဘဲတုံး2တုံးရွှေဆွဲကြို30ကုန်လက်ကောက်ဟန်ချိန်26ကုန် လက်စွပ်35ခွင်၊နှကက်73ရံ၊ဆွဲတီ5ခု၊ကြောက်စိမ်းပပု2ခု၊ပလဲပတိ2ကုန်၊ကြောက်စိမ်းမှာလက်စွပ်2ခွင်၊ iPhone 1လုံး၊ iPad 1လုံး၊ပတ်ပုံတင်3ခု၊ဗန်စာအုပ်ကိုအုပ်၊ LV ပစ္စံအ1လုံး၊ Dior Cosmetic 2ခုနဲ့အရေးကြီးစာရွက်စာတမ်းများအားပိုင်ရှင်ကိုစားမောင်တော်ဆက်သူထံသို့ပစ္စည်းလက်ကံလွှဲပြောင်းရေးအဖွဲ့နှင့်အတူလွှဲပြောင်းပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ရွှေ30သားတုံး10တုံးအပါအဝင်စက်သိန်း1000ကျော်တန်မိုးရှိရွှေထည်များ၊ဗန်စာအုပ်များ စကိုင်းဗီလာအခမ်းအနအိုင်ကိုမှတွေ့ရှိခဲ့ပြီးမောင်တော်ဆက်သူထံပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ဘာတကူမှတင်စီမထားကြောင်းအခုလိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။အသားစိတ်တွေကိုစားပြီးကုသရောဂါဖြစ်ကအသက်ပေးခဲ့ရသူမိင်္ဂလာပါပရိသတ်ကြီးတို့ဤအခုနောက်ပိုင်းမှာတော့လူတတော်များများကအသက်ဆန်းဆိုတာတွေကိုပဲလှုပ်လာကြပြီးပတ်စံဝင်ဖို့အတွက်ဆိုဘာမစို့လှုပ်လာကြပါ යි ။ ပိုဆိုတာကတော့အသားစိမ့်တွေစားကြတာပါပဲ။အမဲသားအစိမ့်ငါအစိမ့်တွေကြက်ဥအစိမ့်တွေနှလုံးနဲ့အသေးအစိမ့်တွေအပြင်နောက်ဆုံးအုံနောက်အစိမ့်တွေကိုစားပြတဲ့အထစ်ကိုစိုးဝလာကြပါနောက်ပြီးအဲ့လိုစားပြတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာပေါ်မှာလည်းတင်ခဲ့ကြပြီးတော့ TikTok မှာဆိုရင်လည်းဆက်မလုပ်ဖို့တတိပေးရတဲ့အထစ်ပါပဲ။ဒါကိုလည်းတော်တော်များများကတော့မရှောင်ကြပဲ အသားစိမ့်တွေကိုသာအာရပါရဆက်စားပြနေကြတာပဲဖြစ်ပါတယ်။ယောဂပိုးဆိုတာကတော့တတဝါတွေကနေတဆင့်ကုဆတ်တတာဖြစ်လို့လူတွေကတော့ဒါကိုချက်ပြုတ်စားတော့ရမယ့်အစားအစိမ့်ကိုသာတည်တည်ကြီးနဲ့ကိုစားနေကြတာပါ။ဒါကြောင့်အခုတခါမှာတော့ထိုင်းနိုင်ငံမှာနွားကြွေစိတ်တွေထဲမှာပါယောဂအသစ်တခုပေါ်လာခဲ့ပါပြီ။ဒါကြောင့်ထိုင်းရမြန်မာပြည်သားများအထူးဂရုစိုက်ကြပါ။နွားကြွေစိတ်တွေထဲမှာယောဂအသစ်တခုပေါ်လာပြီးဖြစ်လို့နွားသားကို အစိမ့်ကြိုက်သူများကိုပိုပြီးကုဆတ်မြန်လာပြီး အများပြားသိဆုံးမှုရှိနေပြီလို့သိရပါတယ်။အတန်းငါအစားချင်းချက်ပြုတ်စားကြဖို့တတိပေးပြစီပတ်စံမျက်နာလေးတစ်ခုနဲ့ကိုယ့်အသက်ကိုမစတင်မိပါစေနဲ့ပတ်စံဆိုတာဘဲချင်းရှာရှာရပြီမိတ်အခုလိုအစားတောက်တောင်းကြံပြီလို့ယောဂဖြစ်လိုက်တော့ဘဲအရာကားမှလာမကင်နိုင်ပါဘူးအခုချိန်မှာယောဂပေးကက်ပေးရေပေးအမျိုးမျိုးတွေကြုံတွေ့နေရတာကြောင့်အားလုံးကိုတတိထားစီကြမိုက်အစားတောက်ကိုဘလို့အရာပဲဖြစ်ဖြစ်ချက်အောင်စားပြီးမဖြစ်ခင်တည်းကကာကွယ်ကြဖို့တတိပေးပါ යි အမဲသားစိတ်သားကိုမှအစိမ့်မကြက်တကြက်ကြိုက်သူများရှောင်ကြပါယောဂတခုကိုမဖြစ်ခင်ကကြိုတင်ရှောင်ကြပါအစိမ့်မစားခြင်းနဲ့သူတွေလည်းအခုချိန်ခဏလေးမှအစားတောက်ဆင်ကျင်ကြဖို့တတိပေးလိုက်ရပါတယ်ပရိသတ်ကြီးတို့ရောအခုလိုအသားစိမ့်တွေကိုမှစားပြီးယောဂဖြစ်နေကြတဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင် စကိုင်းပေလာမှာရွှေ30တာတော့30တော့ပါဝင်တသိန်းတသောင်းကျော်တန်မိုးရှိရွှေတဲများပတ်စံများဗန်စာအုပ်များထပ်မံတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးတို့၏မက်တလီမျိုးအောင်မီတာဆန်မြို့နယ်ကစကိုင်းပေလာကွန်တိုဟာမလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလေကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲပြိုကျခဲ့ပြီးကွန်တိုမှာနေထိုင်တဲ့သူတွေလည်းပိတ်မိတိဆုံးမှုတွေအများပြားပါပဲ အင်အားပြင်းထန်လုံးနဲ့စကိုင်းငလင်လှုပ်ခတ်ပြီးနောက်အလွာလိုက်ပြိုကျသွားတဲ့မန္တလေးမြို့ရှိ Sky Villa Control ကိုရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေပြီးယနေ့အထိ Sky Villa C အဆောင်အခန်း P3 မှာအမျိုးသမီးချုပ်အလောင်းကိုရှာဖွေတွေ့ရှိသလိုနောက်ထပ်လည်းဓာတ်ပေါ်ရည်တွေများစွာထပ်ရှိနေရကိုတွေ့ရပါတယ်။လက်ရှိမှာ Sky Villa အဆောင် C နဲ့ D အဆောင်များကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရှုံအလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေပြီးကြောက်စိမ့်လက်ကောက်စေခွင့်အပောင်းဝင်ကြောက်အရိုင်းတုံးများနဲ့ဖြက်စာများကိုလည်းရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့မလ28ရက်နေ့လှုပ်ခတ်သောအင်အားပြင်းထန်တဲ့ငလေးကြောင့် Skyfiller ကွန်ထရိုးပြိုကျရာ၌ဒုက္ခတိုင်မုံစိမ့်တိုက်ပါရှင်အပါဝင်တိဆုံးသူတရာကျော်ရှိပြီးငလေးလှုပ်ခတ်မှုကြောင့်တိုင်းနယ်ပြည်နယ်6ခုမှာတိဆုံးသူ3969ဦးထိခိုက်ဒဏ်ရာရသူ9109ဦးနဲ့ပျောက်ဆုံးသူ106ဦးရှိပါတယ်။ဒါကြောင့်လက်ရှိအခြေတိရှာဖွေကယ်ဆယ်ရေးတွေလုပ်နေရဆဲဖြစ်ပြီးမိသက်တဖွဲ့မှာရန်ရယာများနဲ့အတူရုပ်အလောင်းတန်ရှိနေတဲ့မန္တလေးမြို့ Skyvilla အဆောက်အဦ ပြီးအဆောင်ကြီးဆောင်နဲ့ဒီဆောင်များအားဖေရှားရှင်လင်းပြီးရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာပြီးအဆောင်အခန်းအမှတ်အိုင်းတိုင်းမှာရှောက်ပေတွေ့ရှိခဲ့ပြီးမြန်မာငွေ83သိန်းကျပ် US ဒေါ်လာ100နဲ့300ရွက်တရုတ်ငွေ90နဲ့2ရွက်10နဲ့6ရွက်ထိုင်းဘတ်ငွေ20နဲ့9ရွက်ရွှေစဲကျပ်သားတုံး10တုံးတကျပ်4ဘဲတုံး2တုံးတကြက်3ဘဲတုံးတတုံးရွှေဆွဲကြို30ကုန်လက်ကောက်ဟန်ချိန်26ကုန်လက်စွပ်35ကွင့ နဂတ်73ရံဆွဲတီ5ခုကြောက်စိမ့်ပပု2ခုပလဲပတိ2ခုကြောက်စိမ့်မှာလက်စွပ်တစ်ခွင် iPhone 1လုံး iPad 1လုံးပတ်ပုံတင်3ခုပန်းစာအုပ်ကိုအုပ် LV ပတ်စံ1လုံး Dior Cosmetic 2ခုနဲ့အရေးကြီးစာရွက်စာတမ်းများအားပိုင်ရှင်ကိုစားမောင်တော်ဆက်သူထံသို့ပစ္စည်းလက်ကံလွှဲပြောင်းရေးအဖွဲ့နှင့်အတူလွှဲပြောင်းပေးအပ်ခဲ့တာပဲဖြစ်ပါရွှေ30သားတုံး10တုံးအပါအဝင်ကြက်သိန်း1000ကျော်တန်မိုးရှိရွှေထည်များဗန်စာအုပ်များ Sky Villa အခမ်းအနအိုင်ကိုမှတွေ့ရှိခဲ့ပြီး Mount Dorset သူထံပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ဘာတကူမှတိမ်စီမထားကြောင်းအခုလိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။အသားစိတ်တွေကိုစားပြီးကုသရောဂါဖြစ်ကအသက်ပေးခဲ့ရသူမိင်္ဂလာပါပရိသတ်ကြီးတို့ဤအခုနောက်ပိုင်းမှာတော့လူတတော်များများကအသက်ဆန်းဆိုတာတွေကိုပဲလှုပ်လာကြပြီးပတ်စံဝင်ဖို့အတွက်ဆိုဘာမစို့လှုပ်လာကြပါ යි ။ ပိုဆိုတာကတော့အသားစိမ့်တွေစားကြတာပါပဲ။အမဲသားအစိမ့်ငါအစိမ့်တွေကြက်ဥအစိမ့်တွေနှလုံးနဲ့အသည်အစိမ့်တွေအပြင်နောက်ဆုံးအုံနောက်အစိမ့်တွေကိုစားပြတဲ့အထစ်ကိုစိုးဝလာကြပါ යි ။နောက်ပြီးအဲ့လိုစားပြတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာပေါ်မှာလည်းတင်ခဲ့ကြပြီးတော့တစ်တော့မှဆိုရင်လည်းဆက်မလုပ်ဖို့တတိပေးရတဲ့အထစ်ပါပဲ။ဒါကိုလည်းတော်တော်များများကတော့မရှောင်ကြပဲ။အသားစိမ့်တွေကိုသာအာရပါရဆက်စားပြနေကြတာပဲဖြစ်ပါ යි ယောဂပိုးဆိုတာကတော့တတ္တဝါတွေကနေတဆင့်ကုသတ္တတာဖြစ်လို့ လူတွေကတော့ဒါကိုချက်ပြုတ်စားတော့ရမယ့်အစားအစိမ်းကိုသာတည်တည်ကြီးနဲ့ကို စားနေကြတာပါဒါကြောင့်အခုတခါမှာတော့ထိုင်းနိုင်ငံမှာနွားကြွေစိတ်တွေထဲမှာပါယောဂအသစ်တခုပေါ်လာခဲ့ပါပြီဒါကြောင့်ထိုင်းရမြန်မာပြည်သားများအထူးဂရုစိုက်ကြပါနွားကြွေစိတ်တွေထဲမှာယောဂအသစ်တခုပေါ်လာပြီးဖြစ်လို့နွားသားကိုအစိမ်းကြိုက်သူများကိုပိုပြီးကူးဆက်မြန်လာပြီးအများပြားသိဆုံးမှုရှိနေပြီလို့သိရပါတယ် အတန်းငါအစားချင်းချက်ပြုတ်စားကြဖို့တတိပေးပြစီပတ်စံမျက်နှာလေးတစ်ခုနဲ့ကိုယ်အသက်ကိုမစတင်မိပါစေနဲ့ပတ်စံဆိုတာဘဲချင်းရှာရှာရပြီမိတ်အခုလိုအစားတောက်တောင်းတမ်းပြီလို့ယောဂဖြစ်လာရင်တော့ဘဲအရာကားမှလာမကင်းနိုင်ပါဘူးအခုချိန်မှာယောဂပြီးကက်ပြီးရေပြီးအမျိုးမျိုးတွေကြုံတွေ့နေရတာကြောင့်အားလုံးကိုတတိထားစီကြမိုင် အစားတောက်ကိုဘလို့အရာပဲဖြစ်ဖြစ်ကြက်အောင်စားပြီးမဖြစ်ခင်တည်းကကာကွယ်ကြဖို့တတိပေးပါ යි အမဲသားစိတ်သားကိုမှအစိမ့်မကြက်တကြက် ကြိုက်သူများရှောင်ကြပါယောဂတခုကိုမဖြစ်ခင်ကကြိုတင်ရှောင်ကြကြပါအစိမ့်မစားခြင်းနဲ့သူတွေလည်းအခုချိန်ခဏလေးမှအစားတောက်ဆင်ကျင်ကြဖို့တတိပေးလိုက်ရပါတယ်ပရိသတ်ကြီးတို့ရောအခုလိုအသားစိမ့်တွေကိုမှစားပြီးယောဂဖြစ်နေကြတဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်